မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့စက်တင်ဘာလ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်စေငံရွာကနေမင်းကုန်မြို့ဘက်ကိုဝင်ရောက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာစစ်သားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ်လ16ရက်နေ့မှာဗမော်မျိုးကနေပြန်ဆင်းလာတဲ့စစ်သင်္ဘောများမှာလိုက်ပါလာတဲ့အကြမ်းဖက်စစ်ခွေးများဟာ ကိုင်းမြို့နယ်စင်ကန်ချေးရွာဘက်ကနေမင်းကုန်မြို့ဘက်ကိုခြေကျင်တက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတကောင်တိတ်ဆုံးခဲ့ပြီးတော့ဒေသုံသွားတဲ့စစ်သားအလောင်းကိုကောက်ယူကစစ်ကြောင်းဟာမရီယာမြို့နယ်30ဘေးကျေးရွာဘက်ကိုဆက်လေများနဲ့ကူးပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗျ။ဒီကောင်တွေဘက်ကဗမော်ကနေပြီးတော့တင်းမောနဲ့ပြန်လာပြီးတော့မိုးချိုးဆိုတဲ့ရွာကိုကတ်ပြီးစင်ကန်ရွာဘက်ကိုခြေကျင်ကူးလိုက်တယ် အဲ့ဒီကနေမှမင်းကုန်မျိုးဘက်ကိုအင်အားတရာကျော်နဲ့ဆုတ်ခွာလာပြီးတရွာဝင်တရွာထက်နဲ့ပြည်သူပိုင်ပစ္စည်းတွေကိုဝင်သေးတာတဲပြီးတော့ဆက်လီဘော်ကိုတင်းအရှိတ်ဘက်ကန်းကိုပို့တာလူတွေကတော့ခြေချင်းတရွာဝင်တရွာထွက်စစ်ကြောင်းထိုးတယ်ဆက်လီတွေကတော့သူတို့တင်ပေးလိုက်တဲ့ပစ္စည်းတွေကိုတင်ပြီးတော့အရှိတ်ဘက်ကန်းကိုသွားပို့ပြီးပြန်လာတဲ့အချိန်မှာကျွန်တော်တို့ကနောက်ကနေလိုက်ပြီးတော့တိုက်ခိုက်ခဲ့တာပါလို့ယူနီကောင်းပြောက်ကြားတဲ့ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာဗမော်မျိုးကနေဆင်းလာပြီးတော့30ပေးကြီးရွာမှာကတ်ထားတဲ့စစ်သည်မော်ဘော်ကနေ ပွိုင်အိတ်လက်နက်ကြီးများနဲ့လည်းပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပြီးတိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းကလေးခရိုင်ကလေးဝမြို့နယ်စေအိုင်မပြူစောတိရွာအနီးမှာအကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတိအဖွဲ့ဝင်တယောက်ကိုဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကလေးဝမြို့နယ်အောင်ချမ်းသာပြူစောတိရွာစခန်းနဲ့စေအိုင်မပြူစောတိရွာကနေ ရိတ်ခါရှာဖို့ထွက်လာတဲ့ပြူစောတီပူပေါင်းအင်အား40ခန့်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစက်တဘာလ18ရက်နေ့မှာတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကလေးခေအမှတ်9တိုက်ရင်ရဲ့တိုက်ရင်မှုညွှန်ကြားမှုနဲ့ ကလေးခရိုင်အမှတ်9ကိုးနဲ့ကလေးမြို့နယ်ပတ်ကောက်ဖာမင်းငယ်မြို့နယ်ပတ်ကောက်ဖာတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းမှာစစ်ခွေးတွေဘက်က3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြူစောတိအဖွဲ့ဝင်တယောက်ဖမ်းဆီးရမိခဲ့ပြီး BA63 တနက်တလားဂျီပေါက်တစ်ခုနဲ့7.62ဂျီ25000တို့ကိုတင်စီရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့သကိုင်းတိုင်းဗန်းမောက်မြို့ကိုတော်လိုင်းတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ20ရက်နေ့ညနေ6:40မိနစ်ခန့်မှာဗန်းမောက်မြို့မှာအချမ်းပတ်စစ်ခွေးတပ်နဲ့ SND များတပ်ဆွဲထားတဲ့နောက်ဆုံးလက်ကျန်ဗျူဟာဂုံးကိုတော်လိုင်းတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဖြစ်တယ်လို့သိရပါဗါတယ်။တိုက်ပွဲအတွင်းမှာအချမ်းပတ်စစ်ခွေးတပ်ကအထိနာပြီးတော့စစ်ခွေးများနဲ့ SND အဖွဲ့ဝင်များအားလုံးဗန်းမောက်မြို့ရင်းကနေပြီးတော့ ထွက်ပြေးဆုတ်ခွာသွားပြီဖြစ်တယ်လို့သိရပါတယ်။မနေ့ကညနေ6:40မှာဘန်းပေါင်းမြို့ကိုအလုံးစုံရပါပြီ။အခုရှင်းလင်းရေးတွေလုပ်နေတယ်။မနေ့ကနောက်ဆုံးတင်လိုက်တာကလက်ကျန်ဗျူဟာဂုံးကိုတင်လိုက်တာပါ။ SNA နဲ့စစ်ခွေးတွေအကုန်ထွက်ပြေးသွားပါပြီ။စခန်းအားလုံးကိုရလိုက်ပြီလို့ဒေတာရင်းစီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဗမာမျိုးကိုတော်လိုင်းတပ်ဖွဲ့များကစက်တဘာလ14ရက်နေ့ကစတင်ပြီးတော့မျိုးသိမ်းတိုက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့မနေ့ကစက်တဘာလ20ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ အဲ့ဒီဗန်းမောင်မျိုးတိတ်တိုက်ပွဲကို အမတ်တစ်စစ်တွေသာကတားခရိုင်ကိုကဲရဲမှုဥဆောင်မှုနဲ့ကတားခရိုင်တိုက်ရဲ1 4 5အမတ်တစ်စစ်တွေသာစစ်ကြောင်းအထူးလှူရှာတိုက်ရဲများကတားခရိုင်ပကဖလှူရှာအဖွဲ့ကတားခရိုင်လက်နက်ကြီးအဖွဲ့ဗန်းမောင်မျိုးနဲ့ပကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝင်မြို့နယ်ဗကာယီရွာမှာရကန်းစင်ဖုန်ကြီးကျောင်းမှာယာယီတဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးပြီးတော့တနက်တလတ်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ14ရက်နေ့မွန်လွယ်3နာရီကမှဒဝင်မြို့နယ်ဒဝဲထီခီလမ်းမိုက်မှာရှိတဲ့ဗကာယီကျေးရွာရကန်းစင်ဖုန်ကြီးကျောင်းအတွင်းမှာယာယီတဆွဲထားတဲ့စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာ နှစ်ရက်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စိတ်ခွေးတွေဘက်ကတက်ချက်ကြီးအဆင့်ရှိသူ၂ဦးအပါအဝင်9ဦးသေဆုံးခဲ့ပြီးတော့ဒုတိယဗိုလ်မှူးကြီး2ဦးအပါအဝင်9ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စိတ်ခွေးတွေစီကနေ MA1 တနက်တလဂျီပေါက်၄ခုစံတီ9ဘုံနှလုံး60မမနှလုံးနဲ့5.56ဂျီအတောက်200ရို့ကိုတင်းစီရရှိခဲ့ပြီးတော့ဒေါ်လာရေးရဖို့တအူးမြင့်မြတ်စွာကြားဆုံးခဲ့ရတယ်လို့သိရပါတယ်။ယာယီတက်ဆွဲထားတဲ့နေရာမှာစိတ်ခွေးအင်အား100ဝန်းကျင်လောက်ရှိပါတယ်။တက်ချက်ကြီး2ယောက်ရဲ့တက်ချက်2ယောက်ရဲ့ စစ်မှုထမ်း၃ရောက်ရင်သေးပါတယ်။ဒဏ်ရာရတာကတော့၄ရက်၆တရင်ကဒုတိယဗိုလ်မှူးကြီးအပါအဝင်၆ဦးလို့သိရပါတယ်။လက်နက်ကြီးပစ်ကူ၄ရင်ပစ်ကူတွေနဲ့လာပြီးတော့ပစ်ကူပေးပါတယ်။ဒီကောင်တွေဘက်ကတော့စစ်ကြောင်းပြတ်ပြီးတော့ပြန်လည်ဆုတ်ခွာသွားပါတယ်လို့ဒုရကစစ်ကြောင်းကပြန်ကြားရေးတာဝန်ခံကအတည်ပြုပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်းဒဝဲပြည်သူလွတ်မြောက်ရေးတပ်ဖွဲ့ TPLF အေရီမူပြောက်ကြားတပ်ဖွဲ့ကြက်တဲ့နဲ့ ဘီလုံးပြောက်ကြားတပ်ဖွဲ့ဒဝဲ Gorilla Revolutionary Force DGRF ဒဝဲ KI တပ်ပေါင်းစုဒေါနာတပ်ခွဲခေါ်ဒဝဲအရှိတော်တပ်ဖွဲ့ DEF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးအရှိန်ဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့စစ်ရေးအထူးအသည့်သတိပြုသွားလာနေထိုင်ကြရတဲ့လေကြောင်းအုံပြုတိုက်ခိုက်မှုများရှိနိုင်တဲ့အတွက်ကြောင့် လေချောင်းရံကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုလိုက်နာကျင့်သုံးကြရန်ဒုရကစစ်ကြောင်းကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြည်နယ်မော်လမြိုင်မြို့နယ်ကနေပေါင်မြို့နယ်ဘက်ကိုမောင်းလာတဲ့ရထားနဲ့ကားတစ်စီးတိုက်မိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ20ရက်နေ့ည9နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပြီးတော့ကားပေါ်ကရင်မောင်းပြောက်နေတယ်လို့ဒေသသတင်းရင်းမြစ်ကပြောပါရယ်။ရထားနဲ့ချိတ်ပါသွားတာလမ်းနှစ်ပြန်စာပေ600လောက်လွင့်သွားတယ် အဲ့ဒီကနေပြီးတော့ကားကလမ်းမေးကိုကျသွားတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ Toyota Harrier ကားမျိုးစားအဖြူရောင်ကားပေါ်ကနေပေါင်မြို့နယ် ပေါင်းရက်ကွက်စီပင်ရိုးအနီးယထာလန်းကိုဖြတ်ရင်းနဲ့ယထာနဲ့တိုက်မိခဲ့တာဖြစ်ပါတယ်အဲ့ဒီတဝက်လမ်းမီးကဘာမှမရှိဘူးဖြစ်တဲ့အချိန်ဒုံးဆိုပြီးပဲအတန်ကြားလိုက်ရတာကျန်တာတော့မသိဘူးလို့ပေါင်မျိုးကန်တူကအတိပြုပြောကြားထားပါတယ်ပျောက်ဆုံးနေတဲ့မော်တော်ကားယင်မောင်းကိုကယ်ဆယ်ရေးအဖွဲ့တွေကရှာဖွေနေစေဖြစ်ပြီးတော့ယထာကတော့ပေါင်မျိုးကနေတရုံမျိုးဘက်ကိုဆက်လက်ပြီးတော့ထွက်ခွာသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL တင်ပိုက်ထားတဲ့ကြောင်မဲနဲ့တီဘောမြို့နယ်တွေကိုစစ်တပ်ကပြန်လည်တိုက်ခိုက်သိမ်းယူတော့မှာဖြစ်တဲ့အတွက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်များဖွဲ့စည်းပြီးတော့နန်းစီဒီယန်ဝန်ထမ်းများအားလုံးကိုပြန်လည်ပြီးတော့တာဝန်ထမ်းဆောင်ရေးအတွက်အသင့်ပြင်ခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးတပ်ကတီဘောမြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ကြောင်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့ကိုအခုရပိုင်းအတွင်းမှာဖွဲ့စည်းလိုက်ပြီးတော့လက်တလောလာရှုမြို့မှာအခြေစိုက်ထားတယ်လို့သိရပါဗျ။ရွေးကောက်ပွဲကျင်းပတဲ့ ဒီဇင်ဘာလ28ရက်နေ့မတိုင်မီဒီဘောနဲ့လာရှုံမြို့နယ်တို့ကိုစစ်တပ်ကအ мян ပြလဲတင်းယူနိုင်ရဲ့အတွက်လှုပ်ဆောင်ရဲ့ရှိပြီးတော့ကြောင်မဲမြို့နယ်ကိုလည်းမကြမီမှာရရှိတော့မယ်လို့စစ်တပ်ရဲ့နန်းစီဒီယံဝန်ထမ်းများကအသိပေးလာတယ်လို့သိရပါဗျ။ယာယီနေရဲစွန့်ခွာနန်းစီဒီယံဝန်ထမ်းတွေအားလုံးမိမိတို့ရဲ့မြို့နယ်တွေမှာပြန်လဲတာဝန်ထမ်းဆောင်ဖို့အသင့်ပြင်ထားကြပါဆိုပြီးလျှို့ဝှက်အမိန့်ညွှန်ကြားချက်ထွက်ရှိထားပါတယ်။အဲဒါကရှမ်းမြောက်၊ရခိုင်၊စကိုင်း၊ချင်းပြည်နယ်တွေအတွက်ပါပါလာတယ်။ ဒီဘောနဲ့ကြောင်မဲမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းတွေကတော့လာရှိုးမှာအခုစုဖွဲ့နေကြပြီလို့နေပြည်တော်ဆက်ဘက်သတင်းအင်းမြစ်ကပြောပြထားပါဗျ။လာရှိုးအခြေစားဝန်ထမ်းအတိုင်းဝိုင်းကတော့ဒီဘောနဲ့ကြောင်မဲမြို့နယ်တို့ကိုလာမဲလာပိုင်းအထွဲမှာစစ်တပ်ကတင်းယူနိုင်တော့မယ်ဆိုပြီးတော့စစ်တပ်ကအတိပေးလာတယ်လို့သိရပါဗျ။ဒါကြောင့်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတော့အသင့်ပြင်ခိုင်းထားခြင်းမြန်မာအီလက်ထရောနစ်မဲပေးဆက်နဲ့အသိပညာပေးတရုတ်ပြပွဲများကိုကြိုတင်လေ့ကျင့်ပြင်ဆင်ထားရန်ညွှန်ကြားလာတယ်လို့သိရပါဗျ။ လားရှုံးမှာတော့တီဘောကြောက်မဲကုတ်ခိုင်နဲ့ဆုံးရှုံးထားတဲ့ရှမ်းမြောက်ခရိုင်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံးအတော့ယာယီယုံတွေလှုပ်ထားပါတယ်တချို့ယာယီယုံတွေကတောင်ကြီးမှာရှိတယ်ယုံတွေကပုံမှန်အတိုင်းနေပြည်တော်နဲ့ပြည်နယ်အစိုးရညွှန်ကြားချက်နဲ့ဌာနဆိုင်ရာအလုပ်တွေကိုလဲပတ်နေပါတယ်လို့လားရှုံးအခြေစားဝန်ထမ်းအတိုင်းဝိုင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ် စစ်ခွေးတပ်ကရွေးကောက်ပွဲကျင်းပမှာမဟုတ်တဲ့မြို့နယ်56မြို့နယ်ကိုမကြသေးမီကကြီးညာခဲ့တော်လဲဒီဘောနဲ့ကြောင်မဲမြို့နယ်တို့ကိုအဲ့ဒီဆေးရဲထဲမှာထည့်သွင်းခြင်းမရှိဘူးလို့သိရပါတယ်။ဒါကြောင့်ရွေးကောက်ပွဲပြုလို့ရန်ဒီဘောနဲ့ကြောင်မဲမြို့နယ်တို့ကိုမရရအောင်စစ်တပ်ကအတင်းကျပ်ပြန်လဲတက်ခိုက်သိမ်းပိုက်မဲ့အနေအထားဖြစ်တယ်လို့လာရှိုးအခြေဆိုင်ဝန်ထမ်းအတိုင်းဝိုင်းသတင်းအမြင့်ထံကတုံ့တက်ပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းတရက်မြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်နေသူတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့စစ်တပ်ထုတ်ကုန်ပစ္စည်းများကိုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ20ရက်နေ့မှာတရက်မြို့နယ်တောမွန်ချင်းရွာအတွင်းမှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်များကိုကုန်သွယ်ရောင်းချနေတယ်ဆိုတဲ့သတင်းရတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များကစစ်ဆေးတွေ့ရှိခဲ့တဲ့အတွက်ကြောင့်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တရက်မဲလာလမ်းပိုင်းမှာလည်းတော်လိုင်းတပ်ဖွဲ့များကစစ်ဆေးရေးများပြုလုပ်တဲ့အချိန် ရင်းစီကလိုက်နာခြင်းမရှိဘဲနဲ့မောင်းနှင်လာတဲ့ကားတစ်စီးကိုစစ်ဆေးမေးမြန်းရန်ကားစီးတဲ့အချိန်မှာရပ်တန့်ပေးခြင်းမရှိတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ပြစ်ခတ်ဖမ်းဆီးလိုက်တဲ့ကားကစစ်ခွေးတွေနဲ့ပတ်သက်ဆက်နွယ်နေသူပါ။ကားပေါ်မှာပါလာတဲ့သူတယောက်လည်းပါတယ်။ကားထဲမှာသူ့ရဲ့အဝတ်အစားတွေပါတယ်။ပတ်စံပါတယ်၊ဖုန်းပါတယ်၊တရက်မဲလာလမ်းပိုင်းလုံခြုံရေးတာဝန်တွေကိုထမ်းဆောင်နေစဉ်အတွဲမှာကားမရက်ပေးလို့ပြစ်ခတ်ဖမ်းဆီးခဲ့ရတာပါ။ တောမွန်ရွာမှာလည်းစစ်ခွေးထုတ်တဲ့ဘီယာတွေရောင်းချနေလို့ဖျက်ဆီးခဲ့ပါတယ်လို့ United States of Burma Army USBA ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဒီအခါအတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ထုတ်ကုန်များကုန်သွယ်ရောင်းဝယ်ခြင်းများလုံးဝမပြုလုပ်ကြရန်နဲ့ကားမောင်းရွာမှာလည်းရေစီကန်လမ်းစီကန်များကို အတိအကျလိုက်နာပေးကြရန် ထုတ်ပြန်ထားတဲ့အစည်းအကမ်းများကိုလိုက်နာခြင်းမရှိပါကနောက်ဆက်တွဲပြဿနာများကိုလုံးဝလုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ United States of Burma Army USBA ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့ရက်ကွက်နှစ်ကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ20ရက်နေ့မွန်လွယ်တနားခွဲအချိန်ကမှကြောင်မဲမျိုးရက်ွက်နှစ်ကိုအကြံပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပေါင်250ဘုံနှလုံးကျဲစာတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြံပတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်။အလားတူပဲစက်တဘာလ9ရက်နေ့ကလည်းကြောင်မဲမျိုးနဲ့ရဲခေါ်ရွာကိုအကြံပတ်စစ်တပ်ကလေရင်နဲ့ပေါင်250ဘုံသုံးလုံးနဲ့ drone နဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့လေယာများထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေအနေနဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခတ်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးတော့လေကြောင်းရန်ကနေပြီးတော့ကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလမ်းများကိုလည်းလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဒါအပြင်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဝါယူတော်ချေးရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ Voice of Mandalay ကတာဝန်ရှိသူကပြောပြထားပါတယ်။ မနေ့ကစက်တင်ဘာလ20ရက်နေ့မနက်7:45မိနစ်ခန့်မှာတပေချင်းမြို့နယ်ဝါဖြူတောင်ကျေးရွာကိုအချမ်းမဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter တစ်စီးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ပြီးတော့အချမ်းမဆက်တက်ရဲ့လေးချောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူတွေတော့ထိခိုက်မှုမရှိတော့လဲနေအိမ်များပျက်စီးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ